ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်တော့လာမယ့်ဂျွန်လ19ရက်နေ့မှာရှင်ပြိုင်ကစားဖို့ရှိနေတဲ့ MNL League Quarter Final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ရန်ကုန် United နဲ့ Antara United အသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုဆွေးနွေးပြသဖို့ရှိပါတယ်။အဒီနေ့မှာတော့ကျွန်တော်တို့အတူဆွေးနွေးသုံးသပ်ပေးသွားမယ့်သူကတော့ Antara United အသင်းရဲ့နီးပြားချုပ်ဖြစ်တဲ့ဦးမျိုးမင်းထွန်းပဲဖြစ်ပါတယ်။ ကိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါနေလေโอเคပါဒါအရင်ဆုံးဒါ training တွေနဲ့မအားလက်တဲ့ကြားနေပြီးတော့ကျွန်တော်တို့ studio ကိုရောက်လာပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒါပါတယ်ဒါပရိသတ်တွေကိုလည်းအရင်ဆုံးနှုတ်ဆက်ပေးပါအောင်ဗျာပရိသတ်တွေအားလုံးကိုမင်္ဂလာပါလို့ဒီနေ့အနေနှုတ်ခွန်းဆက်သားပါတယ်မြန်မာပြည်ကျမ်းမာချမ်းသာပါစေလေဒီနေ့အနေနှုတ်ခွန်းဆက်ပေးပါခင်ဗျာကဲနှုတ်ဆက်ပြီးသွားပြီဆိုတော့ကျွန်တော်စကားပိုင်းလေးကိုစလိုက်အောင်เนาะโอเคပါအဲလောလောဆယ်တော့အကိုကိုဒီနေ့ခေါ်တာတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲလာမယ့်ဇွန်လ16ရက်နေ့မှာ အခုတာဝန်ယူထားတဲ့ Hunter United အသင်းနဲ့ Yangon United တို့ quarter final နဲ့အဆင့်မှာထိတ်တိုက်တွေ့ရပေါ့နော် MNN ရဲ့ဒါအသင်းကြီးနှစ်သင်း quarter final နဲ့အဆင့်မှာလည်းစောစောစီးတွေ့တာတော့အဲကိုရိုဘတ်တော့မသိဘူးကျွန်တော်တို့ပြည်သက်တွေဘက်ကတော့တော်တော်လေးကိုသဘောကျစရာကောင်းတဲ့ခုံစရာလေးလို့ပေါ့နော်ဟုတ်ပြီဗျအကိုတို့ဒီလိုမျိုးဒီရန်ကုန်နဲ့အကိုတို့ဟန်တာရီနဲ့တွေ့မယ်ဆိုပြီးတော့သိရတာလည်းရက်ကတော့တော်တော်လေးကတ်သွားတယ်ပေါ့နော်ဒါပွင့်စင်စရာရေးဆွဲမှုတွေအရာအဲ့ဒီအပေါ်မှာအကိုတို့ပြင်ဆင်မှုအပိုင်းလေးစပြီးတော့ပြောပြပါအောင်ဗျ ကိုတို့ကအုတ်စုပွဲလေးပွဲလုံးကိုတို့ကကံပြီးသွားပြီကံပြီးသွားတဲ့ချိန်မှာကိုတို့ကအုတ်စုကိုတက်သွားပြီအုတ်စုပထမလည်းဖြစ်နိုင်တယ်ဒုတိယလည်းဖြစ်နိုင်တယ်အဲ့တော့ကိုတို့ကတစ်ဖက်ကအုတ်စုတစ်ဖက်ကကိုတို့နဲ့တွေ့မဲ့အုတ်စုကိုကျွန်တော်ကဘယ်အသင်းနဲ့တွေ့နိုင်လဲဆိုတော့အဥ္စာလေးပါကိုတို့ကအမြဲတမ်းလေးလာပြီးတော့ပြင်ဆင်ထားတာတေချာတော့ကိုတို့ကွာတာဖိုင်နယ်တက်သွားပြီအဲ့ဒါကိုတို့နဲ့တွေ့မဲ့ကွာတာဖိုင်နယ်ကရန်ကုန်လား အဲကမဟာမဟာရာအေးရဘူးလားအဲ့လိုမျိုးဟာလေးပါကိုတို့ကသူတို့နဲ့ပုံစံလေးပါကိုကပြင်ဆင်ထားတဲ့အပိုင်းတွေတော့ရှိပါတယ်အခုဒီနောက်ပိုင်းမှာရန်ကုန်နဲ့တေချာသွားပြီဆိုတဲ့ခါကျတော့ရန်ကုန်နဲ့ရန်ကုန်ရဲ့အာသာချက်ရန်ကုန်အာနယ်ချက်တို့ကျွန်တော် training ကွဲမှာတော့ကစားသမားတွေဒီစာတွေ့တွေရောလက်တွေ့တွေရောကျွန်တော်တေချာလေးရှင်းပြထားပါတယ်ဟုတ်ကဲ့ပါဒါပွဲရတော့တော်တော်လေးတော့ကတ်နေပြီပေါ့နော်အဲ့တော့ဒီ quarter final ရဲ့အကြောင်းမပြောခင်မှာထပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ကောက်ရမှာကအုပ်စုတွင်း ပွဲတွေပေါ့နော်အုပ်စုတွင်ပွဲတွေမှာဆိုလို့ရှိရင်တော့ဒါအကိုရဲ့ဟန်တာရီအသင်းကအဖွင့်ပွဲမှာတော့ကိုပြက်နိုင်ပွဲရတယ်ပြီးတော့နှစ်ပွဲစတိုက်အသေးကြပြီးတော့နောက်ဆုံးပွဲမှာမှသုံးကိုပြက်ပြန်ပြီးတော့နိုင်တယ်ဆိုတော့အဲ့ဒီအုပ်စုတွင်ဖြတ်တန်းမှုအနေထားလေးပြောပြပေးပါအောင်ဗျကိုတို့ကအုပ်စုပြိုင်ပွဲတွင်အုပ်စုတွင်ပြိုင်ပွဲတွင်မှာကိုကကလေးတွေဘာလို့တက်ခဲ့ပေးထားလဲဆိုတော့ quarter final ရောက်ဖို့ပဲ အဆုတက်ဖို့ပဲဘာလို့ကိုတို့ကဒီကောင်ကလေးတွေကိုတက်ကပ်ပေးတာဘာကြောင့်ဆိုတော့ကိုတို့လေးချင်းချင်းနေတယ်တွေးတခုကမှအသင်ရလေ quarter final နဲ့တွက်နိုင်တဲ့အဆင့်မို့လို့ကိုတို့ကလေးတွေကိုပထမဆုံးအတို့အဆုတက်ရမယ်အဆုတက်လို့ပြီးလို့ရှိရင်ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ဘာဖြစ်လဲဆိုတော့အချိန်တခုကာလအချိန်ကာလတခုပြန်ရတာအဲ့ကျတော့ quarter final ဘယ်လိုပြင်ဆင်မလဲ semi final ဘယ်လိုပြင်ဆင် final တော့ဘယ်လိုပြင်ဆင်မလဲဆိုတော့ဒီကျွန်တော် plan တွေပါကျွန်တော်ပြင်ဆင်ထားတယ်အဓိကအဆုတွေမှာတော့ကျွန်တော်အဓိကအဆုတက်ဖို့ပဲအဲ့မှာကျွန်တော်အဆုမှာကျွန်တော် glory ကိုပထမဆုံးပွဲမှာ၅ခု၃ချမ်းနဲ့နိုင်တယ် ဒုတိယပွဲကျွန်တော်ချင်းလဲနဲ့ပွဲမှာကျွန်တော်0-0တေးကြတယ်အဲချင်းလဲနဲ့ပွဲမှာဆိုတော့ကျွန်တော်တို့ဒီကစားသမားတွေရဲ့ဒီတိုက်စစ်စင်မှုတွေအကောင်းဆုံးအနေထားမှာရှိတယ်တိုက်စစ်တွေကလည်းအကောင်းဆုံးတယ်ဒါပေမဲ့ကိုမရခဲ့ဘူးဒါပေမဲ့အဲ့ဒီပွဲမှာလည်းအဲ့ချင်းလန်ကိုသမားလေးတော်အကောင်းဆုံးကစားသမားစုဆောင်ရသွားတယ်နော်အဲ့နောက်ပွဲကျတော့ကိုဘာနဲ့သွားတွေ့လဲဆိုရက်ခိုင်နဲ့ရက်ခိုင်နဲ့ဝမ်ဝမ်ပထမဆုံးဦးဆောင်ကိုပေးရတယ်ပြီးတော့ကိုခြေပတ်ကိုပြန်ရတယ်ဝမ်ဝမ်နဲ့ပြီးသွားတယ် ISP နဲ့ပွဲကြတော့3-0ဆိုတဲ့ရလန်တူအဲ့မှာဘာကိုကျင်းတ်ဆရာကောင်းလဲဆိုကိုယ်တည်းလေးပွဲကစားတဲ့ချိန်မှာ clean sheet သုံးပွဲရတယ်ဒါပေမဲ့ပေးကူကတကူပဲရတယ်ဆိုတော့ကိုရဲ့တိုက်စစ်နဲ့ခံစစ်ကဟိုဟိုနီးပြတ်ဆရာတယောက်အတွက်ကျင်းတ်လောက်တဲ့တိုက်စစ်ခံစစ်မျိုးပေါ့နော်အဲ့ဒါကိုတော့ဒီအုပ်စုတွေမှာဖျက်ဆီးခဲ့ရတဲ့အတွေ့အကြုံလေးပေါ့ဟုတ်ကဲ့ပါဒီအုပ်စုတွင်လေးပွဲကစားခဲ့ရပေါ့နော်အဲ့လေးပွဲကစားခဲ့ရတဲ့မှာနီးပြတ်ချုပ်တယောက်အတွက်မမေ့ရဖြစ်ခဲ့တဲ့ပွဲစဉ်ကဒီလေးပွဲထဲမှာပဲပွဲဖြစ်မှာလေးပွဲထဲမှာပဲပွဲဆိုတာနောက်ဆုံးဒီ ISP နဲ့ပွဲပေါ့နောက် ISP ပွဲကိုတို့နိုင်မှာ အုပ်စုပွဲစဉ်ဟိုအုပ်စုအဆင့်ကိုကြော်ဖြတ်နိုင်မှာပေါ့အဲ့တော့အဲ့ဒီပွဲမှာလည်းကစားသမားတွေကိုရိုးရဲ့ဒီပြဆရာတွေရဲ့လမ်းညွှန်မှုအတိုင်းပဲတေချာလေးကိုကစားခဲ့တယ်။အဲ့တော့သူတို့အဖြစ်ရလက်ကလည်းတရီးကြီးဆိုတော့ပြတ်သားတဲ့ရလက်နဲ့ရခဲ့တဲ့အတွက်အိုက်ပွဲတော့အမှတ်ရကြလည်းဖြစ်ခဲ့တယ်။အုပ်စုအဆင့်ကိုလည်းကြော်ဖြတ်နိုင်ခဲ့တယ်ပေါ့နော်။ဟုတ်ကဲ့ပါ။အဲကျွန်တော်တို့ပရိသတ်တွေဘက်ကကြည်ရတဲ့ Hanar United ရဲ့အုပ်စုပွဲစီဆိုလို့ရှိရင် Rock United နဲ့တေချာတဲ့ပွဲကတော့တော်တော်လေးအကျိတ်နဲ့ရှိခဲ့တယ်ပေါ့နော်။ဒီအကိုတို့တကူဥဆောင်ခံရတယ်ပြီးတော့တကူ ြန်ပြီးတော့ချစ်ပါကိုပြန်သွင်းလိုက်တယ်အဲ့မဲ့တစ်ဖက်ကလည်းဒီကစားသမားတယောက်ယော့သွားတယ်ပေါ့ဒါပေမဲ့အနိုင်ကိုတော့မသွင်းနိုင်ခဲ့ဘူးအဲ့အကြောင်းလေးနည်းနည်းတော့ဟိုပြန်ပြီးတော့အသေးသေးပြောပြပါအဲ့ချိန်မှာကိုလိုတွေကဘလို့တော့တစ်ဖက်ကတကယ်လေယူစင်ကစားသမားတွေနဲ့ပြန်ဖွဲ့စည်းရတယ်နိုင်ငံကစားသမားကောင်းတွေလည်းအများကြီးခေါ်တာတယ်လူငယ်ကစားသမားတွေရဲ့လေယူစင်ကစားသမားတွေရဲ့နောက်ပြီးတော့နိုင်ဖော်ရိုင်းနာကစားသမားတွေနဲ့အချိုးကျဖောင်းဆက်တာအတင်းကောင်းတဲ့အတင်းဖြစ်နေ။နောက်ပြီးတော့သူကလီကတ်ဆိုရင်အမြဲတမ်းပြင်ဆင်လေးပြင်ဆင်စားရှိတဲ့အတင်းဖြစ်တယ်။အဲ့တော့ဒီအတင်းကိုကိုက အဲ့ဒီပထမဘွဲကစားတဲ့ဟာကိုတော့တေချာလေးလာတယ်တေချာကြည့်တယ်ကြည့်ပြီးတော့အသေးသူတို့ရဲ့အာသချက်ဘာတွေဖြစ်နိုင်လဲသူတို့ရဲ့အာနေချက်ဘာဖြစ်သူတို့အာသချက်ကိုတွေကဘလို့ပိတ်ဆို့ကစားမလဲအာနေချက်တွေကိုတွေဘလို့အခွင့်ကောင်းယူမလဲဆိုရအောင်ကစားသမားတွေတေချာလေးညင်ကြပဲဒါမဲ့အဲ့ချိန်မှာကစားမှုပိုင်းမှာကောင်းပြီးတော့၁၀ရောက်၁၁ရောက်ဖြစ်တဲ့အချိန်ကျမှ ูไม่ย่าไล่ตาတော့กูกั่นซูอ่ะเนาะอะดาก็ရှိแกเออดาก็ดิปวยดิมาผิดลิผิดถ้าရှိแกปုံสันตะคู่โลเวเปียวออกมาบ่เนาะดิตะผัดก็เลยตะหยอกย่อตัวแล้วปูပြီးတော့เป่มมั้ยแล้วပြီးတော့ดิกะซ่าได้กวนอณีทาแล้วใส่เนี่ยเลยเทนเลยบ่เนาะไอ้ YFC มากะซ่าได้ปวยเลยဆိုလို့ရှင်အတင်းကြီးเนี่ยအဲ့လိုตาได้အတင်းเนี่ยเนเน่လေးနှိမ့်เนี่ยအတင်းเนี่ยတွေးเนเน่လေးခက်ကြီးရှင်ตาได้အတင်းเนี่ยเนเน่ခက်တဲ့ပုံစံတွေကဒီအကိုတို့ပွဲမဟုတ်တခြားပွဲတွေမှာလည်းကျွန်တော်တွေးရတယ်ဘောเนาะအဲ့ပုံမှာအကိုဘာပြောကြရစီဘာပြောလဲဆိုတော့ အဓိကဟိုတူနာကွင်းကဒီ international အဆင့်မီတဲ့ကွင်းဖြစ်တယ်ဒီ YSC ကွင်းကြတော့ဆိုတော့မြတ်တုကွင်းဖြစ်တယ်ဟုတ်ကဲ့မြတ်တုကွင်းကြတော့ကစားသမားတွေအတွက်ခက်တာကစားရတာအနည်းနဲ့များအခက်အခဲရှိတယ်မြတ်တုကွင်းနဲ့မျက်စိကွင်းကြတော့ဘလို့မှမတူနိုင်ဘူးလေကိုတို့တို့တို့လေ့ကျင့်ခဲ့တာကမျက်စိကွင်းမှာလေ့ကျင့်တယ်တကယ်တမ်းပြန်ကစားတဲ့ခါကျမှမြတ်တုကွင်းမှာကစားတာအချို့ဟာလေးကြောင့်အနည်းနဲ့များအခက်အခဲတော့ရှိပါတယ်ရန်ကုန်ထဲကွင်းဆိုတာတကယ်ဟိုကွင်းကောင်းပါအောင်နော်ဒီကနိုင်ငံကအဆင့်မီနဲ့ ျွန်တော်တို့ရှိခဲ့တဲ့ကတော့နိုင်ငံတကာစစ်မီတိဆောက်ခဲ့တဲ့ဒီလေ့ကျင့်ရေးကွင်းတွေပေါ့ဒီကွင်းဆိုလဲကောင်းပါဒါပေမဲ့ပြဿနာပါလဲဆိုတော့မျက်တုကွင်းနဲ့မျက်စုကွင်းနည်းနည်းလေးဟိုတခါစားတာမဖြစ်ဘောကလေးတွေနဲ့ကစားသမားတွေနဲ့အဲ့ဒါလေးပါပဲဟုတ်ကဲ့ပါဒါနောက်ထပ်မေးချင်တာတစ်ခုကတော့ဒီအကိုတို့ကတော့ဒီလီကက်မှာဆိုလို့ရှိရင်ပုံအကိုတို့ရဲ့ပုံစံကိုတော့ထိန်းထားနိုင်တယ်လို့တော့ကျွန်တော်တို့မြင်နေပေါ့နော်အဲ့ဒါပါလဲဆိုတော့ခန်းစစ်ပေါ့ခန်းစစ်က အဥစုပွဲစဉ်တောက်လျှောက်လို့မှာပေကိုတကူပဲရှိတယ်ဒါဆိုလို့ရှိရင်လည်းအခုဒီ MNN League 2025ပြိုင်ပွဲရဲ့ပေကိုအနည်းဆုံး3တင်းထဲမှာဒါတသိန်းအပေါင်ပေါ့နော်ပေကိုတကူပဲခွင့်ပြုထားရတယ်ဒီတက်စစ်ပိုင်းကတော့ဒါစုစုပေါင်းတင်းကိုကိုကိုရခဲ့တယ်ပေါ့နော်အဲဒီလိုမျိုးကိုကတော့ခံစစ်တော့ကောင်းတယ်တက်စစ်ပိုင်းကအဲဂိုးတွေအရန်ကြီးတော့မရဘူးဘာလို့ဆိုတော့လိကက်မှာတခြားအသင်းတွေဆိုလို့ရှိရင်တော့ဂိုးတွေအများကြီးတွင်းနေပေါ့နော်အဲဒါကဘာကြောင့်လဲနောက်ပြီးတော့ဒီ ုပ်စုတွင်းမှာနှစ်ပွဲသက်တိုက်တည်ကြသွားခဲ့တည်ကြသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းနောက်ဆုံးတက်ဖို့အတွက်ကတော့ဒါနောက်ဆုံးပွဲကဒါအကျိတ်နယ်ရှိသွားတဲ့နေမှာနည်းနည်းလေး worry ဖြစ်မှာပဲလေနော်အဲ့တော့ဒါပြည်သက်တွေတောင်မှ worry ဖြစ်တယ်နီးပြအကျုပ်တယောက်အနေနဲ့ရော worry ဖြစ်ခဲ့လားဒါကစားသမားတွေရဲ့ဒဏ်ရာပြဿနာနဲ့ဆိုင်လားဒီလေ့ကျင့်ချိန်ပါညာနဲ့ဆိုင်လားအဓိကကျွန်တော်ခုနကပြောခဲ့သလိုပေါ့နော်အဓိကကျွန်တော်ရည်ရွယ်ချက်က အုပ်စုတက်ဖို့အတွက်ရည်ရွယ်ချက်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီမှာ၄ချိန်ချိန်တော်တော်လေးကိုနေခဲ့တယ်အဲ့ချိန်တော့ဘာလို့ဆို၄ချိန်ချိန်နေတဲ့အတွက်တချို့ဟာလေးမှာကျွန်တော်တို့ဒီတိုက်စစ်ခံစစ်သွားတဲ့ချိန်မှာအားနေတာရှိမယ်ဒါပေမဲ့ချိန်နဲ့ဆရာကောင်းတာကကျွန်တော်၄ပွဲမှာ၃ပွဲကလင်းရှေးရတယ်တပွဲပဲတကူပဲပေးရတယ်ဒါပေမဲ့ရာကပုံစံကောင်းပုံစံကောင်းပုံစံကောင်းဒါပေမဲ့ရာကရာကပဲကိုကိုဆိုတော့တကယ်လည်း၄ပွဲမှာကိုကိုဆိုတော့မနှဲပါဘူးဟုတ်ကဲ့ဒီအတင်းဒါတိုက်စစ်ခံစစ်မျှတယ်လို့ယူဆလို့ရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီကျွန်တော်ဆက်ပြီးတော့မေးချင်တာဒီကစားသမားတွေရဲ့ ဒဏ်ရအနေထားနောက်ပြီးတော့ဒီအသင်းတော်တော်များများဒီအချိန်မှာကဒီကစားသမားတစ်တရားလဲခေါ်ရပါညာရှိထားရဲဆိုတော့လေအဲ့ဒီအကြောင်းလေးလဲပြောပြပါအောင်ဗျာကျွန်တော်ကကစားသမားတွေကို injury ရှိရင်ကျွန်တော်ဘောလုံးမွဲတပွဲရှုံးစနအခုဒီရောမတိုင်ခင်ရတဲ့ခါပြောပြပါရဲဘောလုံးမွဲကျွန်တော်ရှုံးရင်တပွဲပဲရှုံးပါလေကစားသမားတွေရှုံးရင်သူတို့တပွဲလုံးတော့ဆုံးရှုံးသွားမှာအဲ့တော့ကစားသမားတွေရဲ့ life ကိုကျွန်တော်အမြဲကြည့်တယ် injury ရှိတဲ့ကစားသမားတွေဆိုအမြဲတမ်း care ပြုလုပ်နေတယ်သူတို့ clear တွေကတော့ဘာဖြစ်လဲသူတို့ကသူတို့ injury ရှိတာကို ဟိုဘာဖြစ်လဲကစားခြင်းတယ်ဒါကိုရုဘကတော့ငယ်ငယ်တုန်းကလည်းရှင့်ရှိခဲ့ပါပါဘာလို့ကစားခြင်းခါကျဆရာတွေဆရာ injury ပျောက်ပြီးဆရာ injury ထဲကစားလိုက်လို့ရှိရင်ရတယ်ဒါပြဿနာပါပဲသူတို့ရဲ့ life သူတို့ရဲ့ player life တွေတိုးသွားမှာသူတို့ရဲ့ player life တွေဆုံးရှုံးသွားမှာကြောက်တဲ့အတွက်ကစားသမားတွေရဲ့ injury တော့ကျွန်တော်အမြဲတမ်း care လုပ်ပေးတယ်ဟုတ်ကဲ့ပါဒါဒီလိုမျိုးတစ်ဖက်ကိုပြန်ကြည့်တဲ့အခါမှာလည်းကိုယ့်ဘက်မှာလည်းတချို့ခက်ခဲတဲ့အပိုင်းတွေရောရှိပါဘူး။ချို့ခါကြရင်ဥမာအောင်မြတ်သူတို့လက်ဝေဖုံးတို့မလာရင်မောရတို့နာနဲ့ခက် အခိုက်အတန့်တွေအများကြီးကြုံခဲ့တယ်ဒါပေမဲ့သူတို့ကိုကျွန်တော်ထဲ့မတော့ဘူးဘာလို့သူတို့ရဲ့ life သူတို့ရဲ့ကစားသမားဘဝကိုပဲကျွန်တော်ကြည့်တယ်ဘာလို့အဲ့လိုမျိုးကြောက်လာမလဲစေတနာအကျိုးပေးပါလားကျွန်တော်အဲ့လိုမျိုးပြန်ပြီးလို့ချင်းကိုယ်အမြဲတမ်းပြန်ပြီးတော့ကစားသမားတွေကပြန်ပြီးတော့အကောင်းဆုံးတွေပြန်ပြန်ပြီးဆက်တယ်အဲ့ဒါကြောင့်ကျွန်တော်နဲ့ကစားသမားတွေနဲ့အသင်းရဲ့ကောင်းမွန်တဲ့နှွေထွေးမှုနော်အဲ့ဒါလေးတစ်ခုကတော့ကျွန်တော် ဲ့ဂျူဂျီဆိုတော့အမြဲဖြန့်ခံစားရပါဟုတ်ကဲ့ပါအဲအခုအခုဆက်ပြီးတော့မေးချင်တာကတော့ဒီအခုအသင်းမှာရောက်ထားတဲ့ကစားသမားအသစ်တွေပေါ့နော်ဒီကစားသမားအသစ်တွေနဲ့အဟောင်းနေကြအဲအခုနီးပြားချုပ်ကြားမှာကွန်နက်ရှင်ကဘယ်လောက်ထိမိနေပြီလဲအတော်တော်လေးကိုအဆင်ပြေပါအခုကျွန်တော်ခေါ်လာတဲ့ကစားသမားတွေဆိုရင်ရွှေကိုရုအာကာကြည်စိုးစောစောထိုက်ဒီကစားသမား၄ယောက်ကလည်းဒီအခုဒီလိကတ်မှာ၄ဘွယ်လုံးကစားရတဲ့ကစားသမားတွေပေါ့နော်ဒီ ကြည်ဆိုးဆိုလည်းအကောင်းဆုံးခြေစွမ်းပြရတယ်အာကာဆိုလည်းကိုးရီသွင်းတယ်ဇော်ထိုက်ဆိုလည်းကိုးရီတောင်သွင်းပြီးတော့အကောင်းဆုံးစုတီအောင်ရတဲ့အနေထားရှိပါတော့။ဘာသာဒီကလေးနဲ့ဒီဟန်တာဝရီအတင်းကထင်သားထားတဲ့ပို့ပြီးတော့အမြန်အထိုင်ကြွားရတယ်လို့ခံစားလို့ရပါတယ်။ဟုတ်ပြီဗျာကျွန်တော်တို့အခုတကယ်အရေးကြီးတဲ့နေရာတော့ရောက်လာပြီ။ရန်ကုန်ယူနိုက်တက်နဲ့တွေ့မဲ့ quarter final နဲ့ပွဲစဉ်အတွက်ဟန်တာဝရီယူနိုက်တက်အတင်းကဘလောက်အတိုင်းအတာအထိအဆင်သင့်ဖြစ်နေပြီလဲ။ကျွန်တော်ကတော့ရန်ကုန်ယူနိုက်တက်နဲ့ ပွဲအတွက်ဆိုအရန်ကိုယင်ခုံတယ်ဘာလို့ဆိုရန်ကုန်နဲ့တွေ့တိုင်းတွေ့တိုင်းကျွန်တော်အမှတ်တရတွေအများကြီးအများကြီးရှိခဲ့တယ်ပြီးခဲ့တဲ့အမှတ်ပေးဆိုရင်လည်းနှစ်ပွဲလုံးကျွန်တော်တို့ပထမကြော့မှာဒုတိယကြော့မှာတေးကြခဲ့ဒါပေမဲ့ကျွန်တော်ခြေစွမ်းမိုင်းရောရာလက်ပံကိုကြည့်မယ်ဆိုကျွန်တော်တို့ကလုံးဝဟိုကောင်းမွန်တဲ့ရာလက်နဲ့ကောင်းမွန်တဲ့ခြေစွမ်းတွေပြပြီးတော့တေးကြခဲ့တာပေါ့နော်အဲ့အတွက်ဒီရန်ကုန်ယူနိုက်တက်ကစားမှုအတွက်ကျွန်တော်ဘက်ကတော့ ready ဖြစ်နေပါပြီ ဟုတ်ကဲ့ပါဒါပြီးခဲ့တဲ့ MN 2024-2025ဘောလုံးရာသီမှာတော့ဒီပထမအကြော့မှာလည်းအခုလိုတည်ရကြတယ်ဒုတိယအကြော့မှာလည်းတည်ရကြတယ်အခုလာမဲ့ quarter final မှာတော့တည်ရဆိုတဲ့ရလက်ကတော့ရှိမှာမဟုတ်တော့ဘူး penalty ဆုံးပြန်တာအဲ့တော့ဒီတည်ရကိုမိနစ်60မှာပဲပွဲကိုအပြတ်ဖြတ်မှာလားဒီ penalty ကိုအချိန်ပိုလို့အထိပြဿနာတွေကြည့်ရဖို့ရှိမှာနီးပြတ်ဆရာတယောက်ကပြင်ဆင်မှုကတော့ပထမဆုံးမိနစ်60မှာနေနိုင်အောင်အနိုင်ရရှောင်းဆွမ်းကုန်ကြိုးစားကြစားမယ်မရဘူးဆိုရင်ကျွန်တော်ပြင်မိနစ်120ပြီးလို့ရှိရင် penalty အခုဆိုလဲကျွန်တော် လေးတွေကိုဒီ penalty တွေပါအသေးချာလေ့ကျင့်ပေးထားတယ်ကျွန်တော် training ဝင်းမှာဒီဥစ္စာ quarter final semi final final ဆိုတာမမပြောလို့မရဘူးဟုတ်ကဲ့ရောက်ကိုရောက်သွားနိုင်တဲ့အနေအထားမျိုးရှိအဲ့တော့ကစားသမားတွေအခုကျွန်တော် penalty တွေအစအသေးချာလေးလေ့ကျင့်ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့မိနစ်90အတွင်းအနိုင်ရရှိအောင်တော့အဆောင်ကိုစူးစမ်းသွားမှာပါဟုတ်ကဲ့ပါအဲနောက်ပြီးတော့အကိုကလည်းရန်ကုန် United မှာနီးပြချုပ်အနေနဲ့တာဝန်ယူထမ်းဆောင်ခဲ့ဘူးလားဆိုတော့တခြားသောနီးပြတွေထက်တော့ရန်ကုန် United အသင်းရဲ့အကြောင်းကိုတော့ပို့ပြီးတော့ သိမယ်လို့ထင်တယ်သူတို့အတင်းရဲ့အားသချက်အားနည်းချက်တွေအကြောင်းပြောပါကျွန်တော်ကဒီရန်ကုန် United နဲ့စတွေ့မယ်ဆိုတဲ့ဟုကရန်ကုန် United ရဲ့အားသချက်အားနည်းချက်ရန်ကုန် United ရဲ့ခွေတွေကိုတေချာကြည့်ပြီးတေချာလေးလာထားတယ်ကစားသမားတွေကိုစာတွေ့တွေရောလက်တွေ့တွေရောတေချာလေးပြင်ဆင်ထားတယ်အကောင်းဆုံးရလဲရမယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအဲကျွန်တော်ရှေ့မှာရန်ကုန် United အတင်းရဲ့ညပြချုပ်ဖြစ်တဲ့ဦးကျော်တွန်းမေးတော့ကလည်းမေးခွန်းတစ်ခုမေးဘူးတယ်ပေါ့နော်အဲ့မေးခွန်းအခုအခုထပ်ပြီးတော့မေးချင်ပါတယ် ရန်ကုန် United မှာလက်ရှိကစားသမားတွေကအခုတောင်ယူနေတဲ့ဟန်တာရီ United အသင်းကိုတယောက်ခေါ်ခွင့်ရမယ်ဆိုရင်ဘယ်ကစားသမားကိုခေါ်ချင်ကျွန်တော်ကတော့ဟိုခေါ်ယူတယ်ဆိုတာထက်အကြိုက်ဆုံးကစားသမားပဲပြောလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့လက်ရှိရန်ကုန် United ကကစားသမားကောင်းတွေအများကြီးရှိတယ်ကျွန်တော်အသင်းကိုခေါ်ယူဖို့မဟုတ်ပါဘူးကျွန်တော်ကြိုက်တဲ့ကစားသမားကျွန်တော်နှစ်သက်တဲ့ကစားသမားပြောရမယ်ဆိုရင်တော့လူငယ်ခြေတက်ဒီဇဝင်းသိန်းလေးကိုတော့ကျွန်တော်တော်တော်လေးသဘောကျတယ်သူ့ကိုတော့ကျွန်တော်အကြိုက်တွေးမိတယ်လို့ခံစားလို့ရပါတယ်အဲ လာမဲ့ quarter final မှာတွေ့ဆုံမဲ့ရန်ကုန် United အသင်းရောဒီနေရာနဲ့အကိုဘယ်လိုမျိုးအမှားစကားပါကြလဲရန်ကုန် United ဆိုတော့ဒါအငင်းပွားဝေးရမရှိပါဘူးမြန်မာပြည်မှာအောင်မြင်ဆုံးအသင်းတွေကအသင်းတစ်သင်းဖြစ်တယ်ကစားသမားကောင်းတွေအများကြီးရှိတယ်ပံ့ပိုးမှုအကောင်းဆုံးတွေကအသင်းတစ်သင်းဖြစ်တယ်ဒီလက်ချင်းအကွင်းကောင်းတွေလက်ချင်းစင်တာတွေတကယ်ကောင်းတဲ့အကင်းအသင်းကြီးတွေဖြစ်တယ်ဒါပေမဲ့ရန်ကုန် United ရင်ဆိုင်မှာကျွန်တော်တို့ဟန်တာဝင်ရဖြစ်နေတဲ့အတွက်မပေါ်မဆဖို့တော့ဒီနေရာနဲ့ကြိုးပြီးတည်ပေးခြင်းပါတယ် အဲတခုပြောစရာရှိတာရန်ကုန်ယူနိုက်တက်မှာတော့နိုင်ငံသားကစားသမားတွေများတယ်အခုစီမှာတော့လုံးဝပြည်တွင်းကစားသမားတွေပဲเนาะကျွန်တော်ကပြည်တွင်းကစားသမားတွေနဲ့နိုင်ငံသားကစားသမားတွေကိုနိုင်ခဲ့တဲ့ဟိုပါတယ်အစင်လာတွေတမိုင်းချောင်းတွေအများကြီးရှိခဲ့ပါဟန်တော်တွေကလည်းဟုတ်ကဲ့ပါဒါဒီပွဲအကြောင်းပြောပြီးဆိုတော့ကျွန်တော်အရှိလေးနည်းနည်းဆက်ချင်ပါတယ်ဒါကတော့ဒီကွတ်တာကနေအခုတို့နိုင်ပြီးတော့ကြော်သွားရင်ရောက်လာမယ့်စီမီတို့ဖိုင်နယ်တို့ပေါ့ အခုဒီပြိုင်ပွဲအတွက်ဟန်တာရီရဲ့ target ကဘယ်ထိမှန်တာလဲကျွန်တော်တို့ကဟိုနီးပြတ်စရာတယောက်အတင်းတဲ့င်းဖြစ်နိုင်စီရတော့အဓိကချန်ပီယံဖြစ်ဖို့အတွက်ကျွန်တော်တို့ဒီအတင်းပိုင်ရှင်တွေအောင်တခါဟိုလမ်းကြောင်ချက်ရှိပြီးသားလေကျွန်တော်တို့ကတော့အကောင်းဆုံးအမြင့်ဆုံးနေရာတိကျွန်တော်တို့သွားမယ်ချန်ပီယံဖြစ်ဖို့ထီတော့ဆွမ်းကုန်ကြိုးစားမယ်ဟင်းသားတွေအမြင့်ဆုံးပြန်ဖို့တော့ကျွန်တော်တို့စီစဉ်ရှိပါတယ်ဟုတ်ကဲ့ပါ အားပေးနေတဲ့ပြိသက်တွေအတွက်လည်းတခုခုတော့ပြောမှတော့ဖြစ်မယ်ထင်တယ်နော်အခုနော်ကျွန်တော်ကတော့ဟန်သာရီပြိသက်တွေကိုဘာပဲပြောချင်လဲဆိုတော့ကျွန်တော်အမြဲတမ်းပြောနေကြစကားရှိပါတယ်ဟန်သာရီပြိသက်တွေဟန်သာရီအသင်းကိုအားပေးနေပြိသက်တူချင်းစီတိုင်းကိုအနိုင်ရရှိအောင်ဆွမ်းဆောင်ပြီးတော့ဟန်သာရီပြိသက်တွေပျော်ရွှင်အောင်ဆွမ်းဆောင်ပေးခြင်းပါတယ်ဟုတ်ကဲ့ပါဒီကိုရိုနဲ့ရန်ကုန်နဲ့တွေ့မဲ့ပွဲကတော့လာမဲ့ဂျွန်လ19ရက်နေ့ညနေ3:00ခွဲတူနာကွင်းမှာအစီအမံကစားမယ်ပေါ့နော်ကျွန်တော်ရုတ်တရက်ဆိုလို့ရှိရင်တော့ MRD4 လွှင့်မယ်ဒီဖုန်းကဆိုလို့ရှိရင် online ကဆိုလို့ရှိရင်တော့ပြုံး Facebook YouTube ကနေလွှင့်မှာပေါ့နော်ဒီပွဲကိုကြည့်ဖို့အတွက်ပရိသတ်တွေကိုလည်းဖိတ်ခေါ်ပေးပါအောင်ဗျ quarter final ပွဲတင်တဲ့မှာဒီပွဲကစိတ်ဝင်စားဖို့အကောင်းဆုံးအသင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လီမာအဆင့်နှစ်နဲ့အဆင့်သုံးတွေ့တဲ့အသေးကြီးတင်းတင်း quarter final မှာအစောဆုံးတွေ့တဲ့အတွက်ပြည်သက်တွေလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ။အခုလိုမျိုးမအားတဲ့ကြားရရနေပြီးတော့ကျွန်တော်တို့စီကိုလာပြီးတော့ဖြစ်ကြပေးတာကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ။လာမယ့်ပွဲစဉ်တွေမှာလည်းနိုင်ပွဲတွေရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။